ဆလီခုမြောက်တော်စာလံအပိုက်ငယ်တမခွနဲ့ဖျားသခင်မရှိဟု မိုက်တော်သူသည်ထင်တတ်၏ထို့သူတော်သူတို့သည်ဆွေးမြေ့ယူရင်း၍ဆက်ဆုပ်ဖွဲ့သော အမှုကိုပြုတတ်ကြ၏ကောင်းသော အမှုကိုပြုသောသူတရားမျှမရှိ နားလေသောသူဖျားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကိုသိမြင်ခြင်းငှာ ဒါရတ်ပြားသည် ကောင်းကင်ဘောကလူသားတို့ကိုငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွဲကြပြီးတညီတညွတ်သည်ဆွေးမြေ့ယူရင်းခြင်းရှိကြ၏ကောင်းသော အကျင့်ကိုကျင့်တော်သူမရှိ တရားမျှမရှိမုံကိုစားတဲ့ကဲ့သို့ ငါဤလူတို့ကိုကြိုက်စား၍ထာဝရဘုရားကိုပထနာမပြုသောအတ္တမလူအပေါင်းတို့သည်မတိဘဲနေရကြသလောတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဘုရားသခင်သည်ပြောက်မှတ်သောလူမျိုးပတ်၌ရှိတော်မူ၏နှိမ်ချလျက်ရှိသောသူသည်ထာဝရဘုရားကိုခိုလုံသောကြောင့်သင်တို့သည်သူ၏အကြံအစီကိုအဆက်ကွဲစီတတ်ကြ၏ ဣဒရီလာအမျိုးကိုကဲတင်ချင်းကျေးဇူးတော်သည်ဇီအောင်တောင်ပေါ်မှာပေါ်ထွန်းပါစေတော်တင်းသွာခြင်းကို ခံရသောလူမျိုးတော်ကိုတပန်ဒါရပြားသည်ဆောင်ခဲ့တော်မူသောအခါယာကုတ်သည်ဝမ်းမြောက်ခြင်းဣဒရီလာသည်လည်းရှင်လန်းခြင်းရှိလိမ့်မည်အာမင် God bless you